အလိုအလိုမင်္ဂလာပါကျွန်တော် channel လေးကနေပြည့်လဲကျေးဇူးပါတယ်နော် channel လေးကိုစင်အားပေးနေတဲ့ညီကိုမောင်မတွေအားလုံးလောက်ကန်ခွလန်းလေးစင်ပြကြပါစေလို့နော်ကျွန်တော်လောက်ကန်ခွလန်းလေးနဲ့မတင်တာ3ရက်4ရက်ရှိသွားပြီနော်ပြည့်လဲကျေးဇူးပါတယ်လို့ကျွန်တော် channel လေးကိုလည်းစင်အားပေးနားစင်ပြပါအောင်လို့ဖိတ်ကုတ်ပါရစေနော်ဟုတ်ကဲ့ဒီကနေ့ကတော့29 30ယနေ့မှာထမပိတ်ခေါ်ထားတဲ့ NGO ဖွဲ့စည်းအတီတီကလောက်ကန်ခွလန်းလေးကို ဝင်မြတ်ပြီးတော့မှဖြစ်တဲ့အတွက်အဆုံးထိလိုက်ပါလေ့လာပြပါအောင်နော်ဟုတ်ဆိုရင်ပထမဆုံးတွေ့တဲ့ဖွဲ့စည်းတစ်ခုကိုပေါ်ပြမယ်ဆိုရင် IUCN နော်ဖွဲ့စည်းတစ်တစ်ခုပဲနော်အဖွဲ့ကနေပြီးတော့တွေ့ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရန်သူကတော့ Finance and Administration နော် Associate နော်ငွေစည်းရင်းပိုင်းနဲ့အုပ်ချုပ်စီမံပိုင်းမှာအဲတာဝန်ယူအလုပ်လုပ်ပေးရမယ့်ရာဒူဖြစ်ပါတယ်ဒီရာဒူနဲ့သက်ဆိုင်တဲ့ အားဒီ net သိုင်တဲ့ link တွေကိုအနေငယ်ဝေမျှပေးပါမယ်နော်ဒီ organization ဒီအဖွဲ့နဲ့သက်ဆိုင်တဲ့တခြားအလုပ်ကိုင်းတွေကိုတက်ပြီးတော့သိချင်တယ်ဆိုရင်အခုဖော်ပြတဲ့ website ကိုအဲတိစိတ်တမဝင်ရောက်လေ့လာဖို့နော်အသိပေးပါရစေဆိုတော့နောက်တစ်ဖွဲ့ကိုကြည့်မယ်ဆိုရင်ကျွန်တော်မြန်မာချက်ချင်းဒီအဖွဲ့ကလည်းအလုပ်ကိုင်းခွက်လန်းနောက်၅ခုလောက်ဖိတ်ခေါ်ထားတာရှိပါတယ်အားလုံးကနေပြီးတော့အတွေ့ဖိတ်ခေါ်ထားတယ်ပထမဆုံးယာတို့တစ်ခုကတော့ data system နော်ကျွန်တော်တို့ အဲတည်င်းချက်လက်တွေကိုကောက်ယူတယ် data ပြန်သွင်းနေဆိုတဲ့အရာတို့ဖြစ်တယ်နောက်တစ်ခုကတော့အဲ community engagement ဆိုတော့ကျွန်တော်တို့ဒီလူထုစီယုံလှုပ်ဆောင်ပေးတယ်ဟောပြပို့ချတဲ့အပိုင်းမှာအဲဖိတ်ခေါ်တဲ့အရာတို့တခုရှိတယ်နောက်တစ်ခုကတော့ admin officer နော် admin officer ဆိုရင်ကျွန်တော်တို့ဒီအဲ organization ဖွဲ့စည်းတခုမှာ နော်အုတ်ချုပ်စီမံမှုအပိုင်းမှာတာဝန်ယူဆောင်ရွက်ပေးရတဲ့အရာရှိအနေနဲ့ဖိတ်ခေါ်ထားတယ်နောက်တစ်ခုကတော့ HR system နော် HR ဆိုတော့လူရင်းမြစ်ဌာနမှာလက်ထောက်အနေနဲ့ဖိတ်ခေါ်ထားတဲ့ຢာလူတစ်ခုရှိတယ်မြန်မာချက်ချင်းကြီးကပဲနော်နောက်ဆုံးတစ်ခုကတော့ data officer နော်စီမံချက်နဲ့သက်ဆိုင်တဲ့ဒီအချက်လက်တွေကောက်ယူပြီးတော့နော် data ပြန်သွင်းပေးရတဲ့အရာရှိအနေနဲ့ဖိတ်ခေါ်ထားတာဒီရှိပါတယ်ဒါကတော့မြန်မာချက်ချင်းကြီးကနေ ဖိတ်ခေါ်ထားတဲ့အဲ့နေပြီးတော့သူအလောက်ကိုင်းခွလန်းအဲကောင်းနေဖြစ်ပါတယ်နောက်တစ်ဖွဲ့ကိုကျွန်တော်တို့စက်ကြည့်ရရင်တော့ PA organization ကလည်းယာရုနှစ်ခုဖိတ်ခေါ်ထားတာရှိပါတယ်အားလုံးကတော့စကိုင်းဒေတာအတွက်ဖြစ်တဲ့ပထမဆုံးယာရုတစ်ခုကတော့ project system နော်စီမံကိန်းလက်ထောက်စီမံကိန်းမူဖြစ်တဲ့နောက်ထပ်တစ်ခုအရာတစ်ခုကတော့ data system နော်လက်ထောက်တည်င်းချက်လက်ကယူတဲ့ data တွင်းနေဆိုတော့ အဲယာဒူးတွေဖိတ်ခေါ်ထားတာရှိပါတယ်။နောက်တစ်ဖက်ကတော့ AD မြန်မာကတော့ရန်ကုန်တို့ဖိတ်ခေါ်ထားတယ်။ဖိတ်ခေါ်ထားတဲ့ယာဒူးကတော့နော် research လုပ်မယ်သူတနာလုပ်မယ် social media and information officer နော်ကျွန်တော်တို့ဒီတင်းနဲ့နော် media တွေအတွက်မှာအာလောလောမဲ့အရာဒူးအနေကြတော့ officer နော်အရာရှိအနေနဲ့ဖိတ်ခေါ်ထားတဲ့ယာဒူးတခုရှိတယ် AD မြန်မာကနော် ပြီးတော့ DR မြန်မာကတော့ project coordinator နော်ရန်ကုန်တက်ဖိတ်ခေါ်ထားပါတယ်နော် project အညီနိုင်ရေးမှူးအနေနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်နောက်တစ်ဖွဲ့ကိုကြည့်မယ်ဆိုရင် SMOD ကတော့ညောင်ရွှေတွေ့ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရာဒူးကတော့အဲဒီ project officer နော်ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်တွေ့ဟုတ်တယ်နောက်တစ်ဖွဲ့ကိုကြည့်မယ်ဆိုရင် Vol Vision မြန်မာကတော့မန္တလေးအတွက်ကိုခေါ်ထားတဲ့ရာဒူးကတော့ logistic and warehouse officer เนาะကျွန်တော် logistic အဒီဒီ where you change အပိုင်းနဲ့ where you change ပို့ဆောင်တဲ့အပိုင်းနဲ့ကျွန်တော်တို့ godown ဖက်မှာဥဆောင်ပြရမယ့်အရာရှိတော်ဝင်ယူမယ့်အရာရှိဖိတ်ခေါ်ထားပါတယ်လို့နောက်တစ်ဖွဲ့တစ်ဖွဲ့ကလည်း vision ကပဲပေါင်မျိုးနဲ့အတွက် area program operation เนาะကျွန်တော် area တစ်ခုလုံးမှာ CCN အနေနဲ့တာဝန်ထမ်းဆောင်ပေးရမယ့်ຢာတို့တစ်ခုဖြစ်ပါတယ် now ဒီ PA organization ကပဲစကိုင်းအတွက် project officer နောက်တစ်ခုပိတ်ခေါ်ထားတာလည်းရှိပါတယ်နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် orphan နော် orphan international ဖွဲ့ကတော့ရခိုင်စစ်တွေအတွက်ပေါ့နော်ခေါ်ထားတဲ့ရန်သူကတော့ senior monitoring evaluation နော် MAE ပိုင်းပေါ့နော်လေ့လာစောင့်ကြည့်မယ်ပြည်လဲတုတ်တက်တဲ့အဲပြည်လဲတင်ယူလေ့လာတဲ့အပိုင်းတွေမှာဥဆောင်ပေးမယ် senior နော်ရာသူဖြစ်ပါတယ်လို့ နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် WWF organization ကလည်းရန်ကုန်အတွက်ဖိတ်ခေါ်ထားတဲ့ရန်သူကတော့ Forest Programming Officer Forest လို့ပြောရင်ဒီတတော်ရေးရနဲ့သက်ဆိုင်တဲ့အပိုင်းမှာတာဝန်ယူဆောင်ရွက်မဲ့ Officer เนาะအရာရှိဖြစ်တဲ့နောက်တစ်ဖက်ကတော့ကျွန်တော်တို့အဲတိုဝင်ခီเนาะတိုဝင်ခီ Network Organization ကလည်းနှစ်ခုဖိတ်ခေါ်ထားတယ်တစ်ခုကတော့ရန်ကုန်ရန်ကုန်အတွက်ကတော့ Project Officer စီမံကိန်းအရာရှိဖြစ်တဲ့ နောက်တခုကတော့ရှမ်းပြည်တောင်ပိုင်းရဲ့တောင်ကြီးအတွက်ထောင်ရှိကိုဒီနေတာနော်မြို့နယ်ညီနိုင်ရမှုညီနိုင်ပြည်တဲ့သူအနေနဲ့ဖိတ်ခေါ်ထားတဲ့ရာထူးတစ်ခုဖြစ်ပါတယ်လို့နောက်တစ်ဖက်ကတော့ MSI ကတော့ဒဝေဒေတာအတွက်နော်စင်တာအင်ချက်နော်ကျွန်တော်တို့ဒီစင်တာမှာအဦးဆောင်ပေးရမယ့် manager လို့ပုံစံမျိုးပေါ့နော် in charge လို့ပြောလို့ရှင်ဟုတ်နောက်တစ်ဖက်ကတော့ SVA organization ကတော့ P အတွက်ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ရာထူးကတော့ education project staff နော်ဒီပညာရေးစီမံကိန်းတစ်ခုမှာနော် wanted staff အနေနဲ့ဖိတ်ခေါ်ထားတယ်အဲ position နဲ့ဖြစ်တယ်ပညာရေးလုပ်တာဒီစိတ်ဝင်စားတဲ့ညီကိုလေးဝင်ရောက်ချက်ထားတင်တဲ့လောက်ကန်ခွင့်လန်းဖြစ်တယ်နောက်ထပ်တစ်ဖက်ကိုကြည့်မယ်ဆိုရင် sara organization ကတော့လောက်ကန်ခွင့်လန်း၅ခုတော့ခေါ်ထားတယ်အားလုံးကတော့ကျွန်တော်ကြည့်ကြည့်တာ အကချင်ပြည်နယ်တဲ့ပဲမြจีนာနော်အာမြจีนာတဲ့ပါအပူများတယ်ဗောနော်အဲဒီမှာတာလုံးကြီးဆိုတဲ့အဲမြို့နယ်တွေတွေ့လဲပါတယ်ဆိုတော့ဖိတ်ခေါ်ထားတဲ့လောက်ကန်95ခုကို ကြည့်မယ်ဆိုရင်ပထမတစ်ခုကတော့ outreach worker နော်အဲဒီကြီးရွာလုတာဖွံ့ဖြိုးလုတာအနေနဲ့ဖိတ်ခေါ်ထားတဲ့ຢာလူတစ်ခုရှိတယ်နောက်တစ်ခုကတော့ resident uh, nax နော်ကျွန်တော်တို့ဒီ သူနာပြူတွေဖိတ်ခေါ်ထားတယ်နော်သူနာပြူဖိတ်ခေါ်ထားတဲ့နေရာကျတော့၃နေရာတောင်ရှိပါတယ်နော်အာပြီးတော့ဒီဒီအာဒီ social worker outreach worker နေနဲ့ဖိတ်ခေါ်ထားတာတော့နည်းနေရာရှိတယ်ဆိုတော့အားလုံး၅နေရာဖိတ်ခေါ်ထားပါတယ်ဖိတ်ခေါ်ထားတဲ့မြို့နယ်ပဲအမြင့်ကြီးနာပါတယ်ဗောနော်အဲဒီတခြားမြို့နယ်တွေလည်းအနော်တာလွန်ကြီးမြို့နယ်တွေလည်းပါတယ်ဆိုတော့ကျွန်တော်တို့အဲလောက်ကန်ခွလန်းကောင်းတွေ ေါ်ပြထားတာရှိပါတယ်လို့ဆိုတော့သူတို့နဲ့သက်ဆိုင်တဲ့ link တွေကိုကျွန်တော် comment ပေါ်မှာချထားခဲ့ပြပါမယ်เนาะဒီစိတ်ဝင်ရောက်လေ့လာပြီးတော့ရှင်းထားပြပါနောက်တစ်ဖက်ကိုစက်ကြည့်မယ်ဆိုရင်ခဲခဲမြန်မာ organization ကတော့ရန်ကုန်တက်ဖိတ်ခေါ်ထားတယ်เนาะဖိတ်ခေါ်ထားတဲ့ရန်သူကတော့ internet auditor နော်ကျွန်တော်တို့ auditor ဆိုတော့ကျွန်တော်စစ်စီငွေစင်းစစ်စီတဲ့ပိုင်းအင်တာနက်အသွင်းပိုင်းပဲအသွင်းပိုင်းတဲ့ organization ရဲ့အသွင်းမှာပဲအဲ မူစင်းတွေကျွန်တော်တို့စစ်ဆေးပေးတဲ့သူအနေနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်။ဒါတော့ LCCI ပြီးတယ်ကျွန်တော်လက်မှတ်ရတဲ့သူတွေ၆တာတင်တဲ့လောက်ကခွင့်လန်းကောင်းဖြစ်တယ်။နောက်တစ်ခုကတော့ NRC organization ကရောစစ်တွေအတွက်နော် logistic technical assistant နော် logistic နဲ့တက်ဆိုင်တဲ့နည်းပညာတွေပြန်ပြီးတော့ပံ့ပိုးကူညီတဲ့သူအနေနဲ့ဖိတ်ခေါ်ထားတယ်။နောက်တစ်ဖက်ကရောမြန်မာ MSM organization ကတော့ကျွန်တော်ကရင်မြဝတီအတွက်ဖိတ်ခေါ်တာလေဖိတ်ခေါ်ထားတဲ့ရန်တော့ enemy and finance officer ဦးချိုစီမံနဲ့ငွေစည်ရင်းအရာရှိဖြစ်တယ်เนาะနောက် MEM organization ကတော့နခုဖိတ်ခေါ်တာရန်ကုန်အတွက်ပထမတစ်ခုကတော့ medical doctor เนาะကျွန်တော်တို့ဆရာဝန်ခေါ်ထားတယ်နောက်တစ်ခုကတော့ patient manager နောက်တစ်ခုကတော့เนาะကျွန်တော်တို့ manager အဲဒီရာဒူဖိတ်ခေါ်ထားတာရှိပါတယ်လို့ဒါ MEM ကရန်ကုန်အတွက် 음ဖိတ်ခေါ်ထားတဲ့ယာတူးနှစ်ခုဖြစ်ပါတယ်နောက်တစ်ဖက်ကတော့ TM organization ကတော့ရန်ကုန်တဲ့ဖိတ်ခေါ်ထားတယ်ဖိတ်ခေါ်ထားတဲ့ယာတူးကတော့ပဋိပညာရှင်ကိုဖိတ်ခေါ်ထားတာပါတူတူချက်ချာเนาะနောက်တစ်ဖက်ကတော့ M ME ကတော့ရန်ကုန် region တဲ့ဖိတ်ခေါ်ထားတယ် data system ယာတူးဖိတ်ခေါ်ထားတာရှိပါတယ်နောက် plan international ကတော့နှစ်ခုဖိတ်ခေါ်ထားတဲ့ရန်ကုန်အတွက်တစ်ခုကတော့ people and culture manager နော်ကျွန်တော်တို့ဒီဒီရင်ချင်းမှုဆိုင်ရာနဲ့သက်ဆိုင်တဲ့အပိုင်းမှာတာဝန်တန်းဆောင်မဲ့တွဲမန်နေဂျာဖြစ်တယ်နောက်တစ်ခုကတော့စစ်တွေနော်အတွဲခေါ်ထားတဲ့ project officer education နော်ပညာရေးအပိုင်းမှာအဦးဆောင်ပေးမယ်စီမံကိန်းဖရာရှိကိုဖိတ်ခေါ်ထားတာဖြစ်ပါတယ်လို့နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် FSI 360 organization ကလည်းမြန်မာရန်ကုန်တွဲပေါ့နော်အစီနီယာ technical advisor နော်ကျွန်တော်ဒီပညာရှင်အအကြံပေးသူအနေနဲ့ဖိတ်ခေါ်ထားတာဖြစ်ပါတယ်နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် dear မြန်မာကရန်ကုန်တွဲ accountant နော်ငွေစင်အဖိတ်ခေါ်ထားတာရှိပါတယ်ရာထူးဖြစ်တယ် accountant ရာထူးဖြစ်တယ်နောက်တစ်ဖက်ကတော့ ri organization ကတော့နော်ဒီဒီ sortation state နော် အဲဆက်ပြီးတောင်ပိုင်းအတွဲ mail assistant เนาะကျွန်တော်တို့ monitor evaluation အပိုင်းမှာအဲတာဝန်ထမ်းဆောင်မဲ့ assistant เนาะလက်ထောက်အနေနဲ့ဖိတ်ခေါ်လာရှိပါတယ်နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် ACF organization ကလည်းစစ်တွေအတွက် human resource officer เนาะကျွန်တော်တို့ဒီ HR နဲ့သက်ဆိုင်တဲ့ရန်သူဖိတ်ခေါ်လာရှိပါတယ်လို့ဟုတ်နောက်တစ်ဖက်ကိုလည်းဆက်ကြည့်ရအောင်နောက်တစ်ဖက်ကတော့ V organization ကတော့ အမုံရွာမြို့နယ်အတွက်ပေါ့နော်မုံရွာနော်စကိုင်းမုံရွာအတွက်အခွန်ထားတဲ့ရန်ဒုကရော nutrition coordinator နော် အစာအဟာရနဲ့တက်ဆိုင်တဲ့ပိုင်းမှာညီနဲ့ဆောင်ရွက်တဲ့တူအနေနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်နောက်တစ်ဖက်ကတော့ MHA organization ကလည်းဘူဂိုဒေတာအတွက်နော် X-ray technician နော်ကျွန်တော်တို့မှာပညာရှင်ဖိတ်ခေါ်ထားတဲ့ရန်ဒုတစ်ခုရှိပါတယ်နောက်တစ်ခုကတော့ဒီ union organization ကလည်းမန္တလေးဒေသအတွက်ကိုခေါ်ထားတဲ့ရန်ဒုကတော့မီ အဲ officer HIV ဆိုပြီးတော့เนาะ HIV ဖက်မှာအဲ mil officer ရာဒူဖိတ်ခေါ်ထားတာရှိပါတယ်။နောက်တစ်ဖက်ကိုကြည့်မယ်ဆိုရင် NRC ကတော့ဘာအန်အတွက်ပေါ့เนาะဘာအန်အတွက်ကျွန်တော်တို့ ICLA technician officer ဆိုပြီးတော့ဖိတ်ခေါ်ထားတဲ့ရာဒူတစ်ခုလည်းရှိပါတယ်။နောက်ဆုံးတစ်ခုကတော့ကျွန်ုပ်ခဲ International မြန်မာကရန်ကုန်အတွက်เนาะ intend to post ဆိုတော့ကျွန်တော်တို့အလုပ်တင် နှစ်ဦးနှစ်နေရာဖိတ်ခေါ်ထားတာရှိပါတယ်။ဆိုတော့ဒီအလုပ်တင်ကလည်းစပြီးတော့ NGO လောကကိုဝင်ရောက်ချင်တဲ့ညီကိုမနှမတွေအတွက်နော်အဲ trying တဲ့နော်ကြိုးစားလျှောက်ထားတဲ့လောကကွန်လန်တစ်ခုဖြစ်တယ်ဆိုတာကိုဝင်မြရင်လည်းဒီမှာပဲအဲဆုံးသက်ပါတယ်လို့ဒါကတော့ကျွန်တော်တို့အဲ30ရက်နေ့ထိထပ်မှန်ပြီးတော့ဖိတ်ခေါ်ထားတဲ့လောကကွန်လန်တွေဖြစ်တယ်ဟုတ်လျှောက်ထားချင်တဲ့ညီကိုတွေ အတတော်ကျွန်တော်ရဲ့ link ကိုယူပြီးပေါ်အသေးစိတ်ထပ်မံပြီးတော့ဝင်ရောက်လေ့လာရှာတာပြပါလို့မေတ္တာရက်ကပါတယ်နော်။သုံးတိလိုက်ပါလေ့လာတဲ့ညီကိုမောင်နှမလေးအားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော် channel လေးကိုလည်းအဲ like share လုပ်ပြီးဖို့မေတ္တာရက်ကပါတယ်နော်။ချင်းချင်း share ပေးခြင်းဖြစ်လဲပြန်လည်ကူညီပေးဖို့မေတ္တာရက်ကတောင်းဆိုပါစေ။နောက် video မှာ ပြန်တွေ့ကြပါမယ်နော်။